င်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာ အခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Amoxicillin 20ရာဂိုင်နှုန်း injection AE ပရိစံများအတွက် ပရိစီဝါဆေးထိုးဆေးကြာရှည်စွမ်းရည်ရှိသောဆေးတစ်နည်းလင်တစ်ကြိမ်သာအသုံးပြုပါ Amoxicillin 20ရာဂိုင်နှုန်းသည်နွားဝက်ခွေးကြောင့်စသည့်ပရိစံများအတွက် အသုံးပြုနိုင်သော ပရိစီဝါဆေးတစ်မျိုးဖြစ်သည် 36နာရီမှ48နာရီကြာစွမ်းရည်ရှိပြီး gram positive နှင့် gram negative bacteria ပိုးများကြောင့်ဖြစ်သော ရောဂါပိုးဝင်ခြင်းများကို ကုသပေးနိုင်သည်ပြင်းထန်သောဘေးထွက်ဆိုးကျိုးနည်းပါးသည်အသုံးမပြုမီဆေးကုသသည့်ဆရာဝန်နှင့်အရင်တိုင်ပင်မှာ amoxicillin နဲ့ရာဂိုင်းနှုန်း injection AA ပဋိဇီဝဆေး suspension injection အဓိကပါဝင်ပစ္စည်း amoxicillin triadrate amoxicillin triadrate အမောက်ဆစ်ဆလင်နှင့်ရာဂရမ်မီလီလီတာနှုံးနှင့်ညီမျှသည်သုံးဆွဲနိုင်သော တရိတ်ဆန်များနွားဝက်ခွေးကြောင့် Amoxicillin နှင့်ဆက်ရာဂိုင်နှုံး injection AA ထူးခြားချက်များဗတ်ဆုံတက်ရောက်မှုရှိသောစေ I coli Salmonella soup Staphylococcus Pasteurella soup စသည် gram positive နှင့် gram negative bacteria ပိုးများကြောင့်ဖြစ်သောရောဂါပိုးဝင်ခြင်းများကို ကုသရာတွင် အသုံးပြုနိုင်သည်ကြာရှည်စွမ်းရည် တကြိမ်ထိုးပြီးနောက်36နာရီမှ48နာရီကြာအာနိသင်ပြသည်ဉာဏ်ဆန်စွာပြည့်နှံ့ခြင်းဈေးသည်တရှုများရဲသို့ပြည့်မြန်စွာစိတ်ဝင်ပြည့်နှံ့ကချက်ချင်းအာနိသင်ပြသည်ဘေးကင်းလုံခြုံမှုမြင်မာခြင်းတရိစ္ဆာန်များနှင့်အိမ်မွေးတရိစ္ဆာန်များတွင်အစိတ်အတော့ဖြစ်စေမှုနည်းပြီးခံနိုင်စွမ်းကောင်းမွန်စွာရှိသည်ဈေးထိုးရည်နေလန်းစက်သားအတွင် IN နှင့်အရေပြားအောက် SC ထိုးဈေးအဖြစ်အသုံးပြုနိုင်သည် အမခစတာ20ရာဂိုင်နှုန်းကို3ဆွဲပုံနဲ့ဈေးပမာဏကို၄ချိန်20ကီလိုဂရမ်မှ25ကီလိုဂရမ်လျင်ဈေး1မီလီလီတာအထိအသုံးပြုနိုင်သည်။နွားကလေးကို၄ချိန်25ကီလိုဂရမ်လျင်ဈေး1မီလီလီတာအထိတစ်နေ့လျင်တစ်ချိန်5ရက်ဆက်တိုက်ထိုးပါ။ဝက်ကကို၄ချိန်20ကီလိုဂရမ်လျင်ဈေး1မီလီလီတာအထိတစ်နေ့လျင်တစ်ချိန်5ရက်ဆက်တိုက်ထိုးပါ။ခွေး ကိုယ်လေးချိန်ပေါ်မူတည်၍ဆေးညိပါတနည်းလျင်ဆေး30မီလီဂရမ်မှ20မီလီဂရမ်ကီလိုဂရမ်ထိုးပေးပါ။ကြောင်းကိုယ်လေးချိန်ပေါ်မူတည်၍ညိပါတနည်းလျင်ဆေး30မီလီဂရမ်မှ20မီလီဂရမ်ကီလိုဂရမ်ထိုးပေးနိုင်ပါသည်။သတိပြုရန်တရိတ်ဆန်ကြီးများတွင်ဆေး20မီလီလီတာထက်ပိုထိုးလျင်နာကျင်မှုလျော့နေစေရန်နေရာအနှံ့ခွဲ၍ထိုးပေးသင့်သည်။သတိထားရန်အချက်များ နိုးစားနှောများတွင် လူစားသုံးရန်အတွက်နိုးထွက်သည့်ကာလအတွင်းမသုံးဆွဲရပါ။ယုံဟန်စတာချင်ချီလာနှင့်ကီနီဘီယာကြက်များတွင် မသုံးဆွဲရပါ။ပန်နီစီလင်နှင့်ဆက်ဖရိုစပိုရင်ဆေးများနှင့်ဂမ်မတဲသည့်တိရိစ္ဆာန်များတွင်မသုံးဆွဲရပါ။ဆေးရရန်အချိန်ကာလနွားအသားနှင့် အင်္ဂါအစိပ်ပိုင်းများ23ရက်နှုတ်84နာရီကြိုတင်ရပါ။ဝက်အသားနှင့်အင်္ဂါအစိပ်ပိုင်းများ16ရက်ကြိုတင်ရပါ။ လူစားသုံးရန်အတွက်နိုးထုတ်လို့သည့်နိုးစားနွားများတွင် နိုးထွက်ကာလအတွင်းမတုံးဆွဲရပါတိုးလောင်သိန်းစင်းနီး6တွေ့အေးမြသော နေရာတွင်ထားပါအပူချိန်30ဒီဂရီစင်တီဂရိတ်ထက်မကျော်စေရနေရောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်များကျေးဇူးတင်ပါတယ်ခင်ဗျာ